မရဏပညာတဲ့သိရမယ်ဆိုတဲ့အမှတ်သိချင်းတရား၌ပတ်သက်ပြီးတော့စိတ်ထဲမှာဆွဲမှတ်ထားတဲ့ပညာမျိုးကိုပွားပွားများရမယ်လို့ဆိုအဲ့တမန်လူတွေကတော့စဉ်းစားမယ်ဟိုသိချင်းတရားဆိုတာမတွေးချင်ပါဘူးစိတ်ပြည့်စရာကြီးလို့အောင်မယ်တချို့ကသိတာကိုစဉ်းစားရင် စိတ်ဓာတ်ကျတယ်ဆိုပြီးတော့မစဉ်းစားချင်ကြဘူးဘယ်ဘက်ကို စိတ်ဓာတ်ကျတာ ကိုယ့်အကိုပြန်စဉ်းစားကြည့်စိတ်ဓာတ်ကြတယ်ဆိုတာဘယ်ဘက်ကိုစိတ်ဓာတ်ကြလဲမကောင်းမှုအကုသိုလ်တွေလုံးဝမစိတ်ဓာတ်ကြတာလားပျော်ရွှင်ရမှစိတ်ဓာတ်ကြသွားတာလားဘယ်ဘက်ကိုစိတ်ဓာတ်ကကြသွားတယ်လဲဆိုစဉ်းကျင်စဉ်းစားကြည့်အဲ့တော့မြတ်စွာဘုရားကတော့မရဏတင်ညာဝါပေးပါတဲ့ဝါမှုပွားနေရတော့ဘယ်လိုပေးရမလို့ဘယ်လိုပွားရမလို့ဆိုဩသိချင်းတရားဆိုတာလူတိုင်းပဲရင်ဆိုင်ရမှာပဲ ငါလည်းတနေ့ကျတော့တေးခြင်းတရားနဲ့ရင်ဆိုင်ရမှာအချိန်မီတေးသွားနိုင်တယ်ကိုယ့်ကိုတေးခြင်းတရားကိုတဖြည်းဖြည်းကတ်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 ပြီးတော့လာပြီးတော့တေးခြင်းတရားကိုနှလုံးသွင်းတတ်ဖို့လို့နောက်ဆုံးမှာထွက်လေကသည်ဝင်လေမရောက်ခင်ဝင်လေကနေထွက်လေမရောက်ခင်ဆိုတဲ့အချိန်ကိုတိုးကျင့်ကျင်ပေးပြီးတော့တေးခြင်းတရားကိုကိုယ့်ကိုယ်နဲ့ဆွဲပြီးတော့နီးနီးပေးရအဲဒါကျတော့အဲ့လိုမဟုတ်ငါမသေးဘူးဆိုပြီးတော့နော် ။ငါကအသက်ဘယ်လောက်ထိအောင်နေရမှာမသိဘူး။ပေတင်ဆရာသွားမေးအဟုတ်မှအဲ့ဒါလို့ねကိုယ့်ကိုအားပေးပြီးတော့မသိဘူးလို့ထင်နေကြတာ။တေခြင်းတရားပွားများရမယ်အစားမသိဘူးဆိုတဲ့မမနာတွေတိုးအောင်လုပ်နေတာဖြစ်နေနော်အဲ့တော့တည်ခြင်းတရားစဉ်းစားတာဟာစိတ်ပြည့်စရာအားငယ်စရာအတွက်မဟုတ်ဘူးဘာအတွက်တုံးလို့ဆိုတော့ မြတ်စွာဘုရားကတေချင်းတရားပွားများအားထုတ်မယ်ဆိုလို့ရှိရင်နဲ့ခုနလိုအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်လက်ငင်းရနိုင်တဲ့အကျိုးကလည်းကြီးတယ်ထပ်ဆင့်ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကလည်းအမှန်တမ်းမှများတယ်နောက်ဆုံးနိဗ္ဗာန်ထီအောင်ရောက်နိုင်တယ်ဒီလိုဟောတာနော်ကဲဒါဖြင့်တေချင်းတရားပွားများအားထုတ်လို့လက်တွေ့ရနိုင်တဲ့အကျိုးကျေးဇူးကတော့ဘာလို့ဆိုရင်အသက်ရှင်နေမှုပေါ်မှာအသက်ပေါ်မှာခင်မင်တွေ့တာနေမှု ပဲဖြတ်နိုင်တယ်ဗျာလောကလူတွေဟာအသက်ပေါ်မှာခင်မင်တွေ့တာမဟုတ်ကအမတမကြီးမားနေတာဇီဝိတနိကန်တိလို့ခေါ်တယ်တသျှင်လိုမှုပေါ်မှာဇီဝိတပေါ်မှာလူတွေဟာတိတ်ပြီးတော့စုံမဲ့တယ်နှစ်သက်တယ်မြန်နိုးတယ်အဲ့ဒီအသက်ရှင်နေမှုပေါ်မှာတွေ့တာနေတဲ့စိတ်ကလေးတရားဥမဲ့ဆိုတာနှလုံးသွင်းခြင်းအားဖြင့်အသက်ပေါ်မှာခင်တွယ်မှုတွေရောကြလာတယ်လို့ဆိုတာ နော်အဲ့ဒါလို့ရောကြတာဒါဖြင့်အသက်ရှင်မှုပေါ်မှာခင်တွဲနေတော့ဘာဖြစ်လဲဇီဝိတမရငါအသက်ရှင်တယ်လို့ဆိုတဲ့ပုံမှာလူတွေကရှင်မှုတတ်တယ်ရှင်မှုတဲ့အခါမှာမဟုတ်တာ တွေအကုန်လုပ်တယ်မဟုတ်တာပြောတယ်မဟုတ်တာတွေးတယ်မဟုတ်တာလုပ်တယ်မဟုတ်တာတွေးတယ်ပြောတယ်လုပ်တယ်ဆိုတာမနောဒုစရိုက်ဝစီဒုစရိုက်ကာဒုစရိုက်တွေလုပ်တာကိုပြောတာเนาะ အသက်ပေါ်မှာငါမသေးဘူးဆိုတဲ့ဇီဝိတမရလို့ဆိုတဲ့ဒီမန်ရစ်လာပြီဆိုလို့ရှင်ဒုရေယမောဒာမန်တို့အကုန်လောက်ချင်တာလုံးလာတယ်ဒါကြောင့်မို့အဲ့ဒီကိုယ့်ကိုရစ်မှုနေတာကိုပျောက်ခင်းသွားအောင်အသက်ပေါ်မှာ ခင်တွဲနေတဲ့စိတ်အနေထားတွေရောပါသွားအောင်မရဏတင်ညာကိုပွားများအထောက်ပါ အဲ့ဒါလို့ပွားများအားထုတ်တဲ့အခါမှာဘာဖြစ်တုံဆိုရင်အသက်ဇီဝိတနဲ့ပတ်သက်ပြီးတော့တွေ့တာမှုတွေနည်းလာအကယ်၍မနည်းဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့မရဏတင်ညာပွားများအားထုတ်မှုဟာအင်အားမရှိသေးဘူးမပြည့်သေးဘူးအင်အားပြည့်သည့်ထိအောင်ကြိုးစားအားထုတ်အောင်အဲ့ဒီမှာတတိတံပစင်ညာလို့ခေါ်တယ်ကိုလှုပ်တဲ့အလုပ်ကိုအများရန်ချက်ခင်လှုပ်ရအောင်နော်ချက်ခင်လှုပ်ရမယ် အသက်ရှင်နေတဲ့အပေါ်မှာအသက်ရှင်မှုဆိုတဲ့ဇီဝိတအပေါ်မှာမယဉ်မှုတွေရှိသေးသလားအသက်ရှင်ခြင်းနဲ့စိတ်တွေသိပ်များနေသေးသလားအသက်ရှင်တဲ့အပေါ်မှာတန်ဖိုးရှိတာတွေတွေးနေသေးသလားသိခြင်းတရားကိုသိချောက်နေသေးသလားဆိုလို့ရှင်သိခြင်းတရားကိုကြောက်တယ်လို့ဆိုရတဲ့အသက်ရှင်ခြင်းလို့ပဲပေါ့အဲ့ဒါမျိုးတွေရှိနေသေးသလားဆိုတာကိုယ့်အကူချက်ခင်လို့လောက်လိုက်တဲ့အခါကျတော့တွေးလာလိုက် ။အော်။တည်ခြင်းတရားကိုအချိန်ချင်းစဉ်းစားထားတဲ့ပုဂ္ဂိုလ်တရားအသက်ပေါ်မှာတွေ့တာမှုတွေရောကြလာ။ရောကြလာတဲ့အတွက်တည်ဖို့စဉ်းစားလိုက်တာလဲသူ့မှာကြောက်တာမရှိတော့ဘူး။ဘာလို့လို့ဆိုအသက်ပေါ်မှာတွေ့တာတာမရှိတော့ဘူး။လောကလူတွေတေးမှာကြောက်တယ်တေးမှာကြောက်တယ်ဆိုတာအသက်ပေါ်ခင်တွယ်လို့ဖြစ်တာเนาะတေးရမှာကြောက်တယ်ဆိုတာအသက်ပေါ်မှာခင်တွယ်နေလို့ဖြစ်တာ အဲ့ဒီဇီဝိတနိကန္တိကိုဖယ်ရှားနိုင်အောင်မရဏတင်ညာနဲ့လေ့ကျင့်ပေးရမယ်လို့အဲ့ဒါလို့လေ့ကျင့်ပေးခြင်းအပြင်သေမှာကြောက်တယ်ဆိုတာမျိုးမဖြစ်တော့ဘူး။ဘာဖြစ်လို့တော့ဆိုအချိန်ချင်းထပ်ထပ်ကိုယ်ကတည်ကြည့်ထားတယ်။တည်ကြည့်ထားတဲ့အတွက်ကြောင့်သေမှာမကြောက်တော့ဘူး။မကြောက်တော့ဘူးလို့ဆိုကြတဲ့ကတည်ခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဝံ့သွား။ရင်ဆိုင်တဲ့အတွက်ကြောင့်ဘာအကျိုးရှိတုံးဆို ကြောက်ကြောက်လန့်လန့်စိုးစိုးရင်ရင်နဲ့ဆိုလို့ရှိရင်ဒေါသတွေဒေါမနတာတွေနဲ့လွှမ်းမိုးပြီးတော့လူစိတ်ဟာခြေမကင်မေးလက်မကင်မေးဖြစ်ပြီးတော့တုံတုံလုံလုံနဲ့တည်ဆုံးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းရံသူကြီးဘယ်လိုလုပ်ရအောင်ရောက်နိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဒီတရားဟာလည်းပဲပွားများအထောက်အင့်တဲ့တရားပဲအသက်ဇီဝိတရှိနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာတို့တွေတနေ့ကျတော့တည်ကြမှာပဲဆိုရင် မရဏတင်ညာကိုလေ့ကျင့်ပွားများအထောက်ပေးပါအ ਨੇ ဆုံးတော့တရားမှာအကြောက်ကင်းသွားပါလိမ့်မယ်ဒီလိုဆိုလိုတာเนาะနောက်ဆုံးကအဆင့်မြင့်ဆုံးကြတော့နိဗ္ဗာန်ထိအောင်ကြိုးပြုနိုင်ပါလေ